ဒီနေ့ပေါ့နော်အော်တိုဘာလ14ရက်နေ့အင်္ဂါနေ့ညမှာဖြစ်ပျက်လာတဲ့ရေရှိတဲ့ကမ္ဘာရွှေစည်းကွန်းနေတာကိုကျွန်တော်သုံးသပ်ပြောပြပေးသားဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်မနက်ခင်းရိုက်နေကြမနက်ခင်းနေ့လည်းခင်းရိုက်နေကြဒါမှမဟုတ်လေဒီနေ့ကနည်းလေးကမ္ဘာရွှေစည်းကွန်းအလုတ်ခတ်ကြောင့်နည်းလေးအလုတ်ရှုပ်သွားလို့ဒီညဘက်မှာရိုက်နေတာပေါ့နော်ဒီနေ့မှာဆိုရင်ကမ္ဘာရွှေစည်းကကျွန်တော်တို့တော်တော်လေးအလုတ်ခတ်ဖြစ်ခဲ့တယ်ပြောလို့ရတယ်ကျွန်တော်အပေါ်အောက်ကိုကျွန်တော်တို့ဟွာတော့ဖြစ်ခဲ့ပေါ့နော်190ပစ်180လောက်တော့ဖြစ်ခဲ့တယ်ပေါ့နော်အဲမနက်တော့ဆိုရင်ကျွန်တော်တို့ဟိုအပွင့်ဈေးကကျွန်တော်၄130 ခွန်လောင်မှာဖွင့်တယ်လက်ရှိချိန်ကြီးအမြင့်ဆုံးအနေနဲ့ကျွန်တော်တို့၄တောင်180တိတက်ခဲ့တယ်ပေါ့နော်အနေဆုံးအနေနဲ့၄တောင်90တိကျခဲ့တယ်ပေါ့နော်ကျွန်တော်တို့အာညနေလောက်တော့ကျခဲ့တယ်ညနေမို့ဆိုရင်နေ့လယ်လောက်တော့ကျခဲ့တယ်ပေါ့နော်ကျပြီးတော့လက်ရှိမှာတော့ကျွန်တော်တို့အာ၄တောင်100နဲ့၄တောင်130ဈေးတန်းကျမှာရောက်နေအောင်တွေ့ရတယ်လက်ရှိမှာကျွန်တော်တို့ကအပေါ်စီတက်ပြီးတော့ပြန်ကန်ကျလာတဲ့ကဘာရွှေစီကအရင်တော့ကျွန်တော် ပြီးခဲ့တဲ့ခုနှစ်ပတ်တော့အဲ့လိုကျတယ် ပြီးအချိန်တန်တော့ပြန်တက်တာတရက်ကြာလေဗျနောက်ရက်ပြန်တက်တယ်အဲ့လိုမျိုးပုံစံနဲ့ဆက်သွားမလားဒါမှမဟုတ်ဈေးအကျပဲဆက်သွားနိုင်မလားဒါမှမဟုတ်ဒီကြားမှာပဲဈေးငင်းတက်နေမလားဆိုတော့ကဘာရွှေရဲ့ဈေးအတကြချက်ကိုကြည့်ပြကျွန်တော်သုံးသက်ကြည့်တာအပြင်ကကျွန်တော်ကဘာရွှေရဲ့ဈေးတကြချက်ကိုဒါအချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်ကြည့်မှာဖြစ်ပါတယ်ဒီမှာဆိုဗျကျွန်တော်ရိုးချင်းပြောဒီမှာဆိုကျွန်တော်အံပုံစံမျိုးလို့ဖြစ်အံပေါ်စံလုံးဖြစ်နေရတဲ့အခါမှာကျွန်တော်ကဘာရွှေဈေးကကျွန်တော်တို့ကလက်ရှိမှာဈေးပြန်ကျလာတယ် ဒီအောက်ရောက်ရင်ဒီနားလေးမှာကျွန်တော်တို့ကအာကျွန်တော်တို့တမန်းဆောင်ရှိတယ်ပေါ့နော်တမန်းဆောင်ရှိတယ်တမန်းဆောင်ရှိတဲ့ခါမှာဒီနားလေးရောက်ပြီဆိုရင်ပြန်ကန်တက်လာတယ်ဟုတ်ပြီလက်ရှိလည်းကြနေတယ်ဒီစုံအောက်ကိုမဖောက်နိုင်ဘူးဆိုရင်ကျွန်တော်ဈေးကအကြပဲဆက်သွားအောင်မဟုတ်ပြန်ကန်တက်နိုင်သေးတယ်ခင်ဗျဟုတ်ပြီအဲ့စုံကဘယ်စုံလဲကျွန်တော်ဒီဈေးတန်းစုံလေးဖြစ်ပါတယ်၄300ဈေးတန်းစုံလေးဖြစ်ပါတယ်ကဘာချွေစီဈေးဆက်ကြဖို့အတွက်ဆိုရင်ဒီ၄100ဆိုတဲ့ဈေးတန်းလေးအောက်မှာအ ਨੇ စုံ အချိန်တနာရီအတိုင်းတာအပိတ်စေးကျွန်တော်တို့ market ခေါ်ရ H1 bag canvas တဲ့ပေါက်ကြပြီးပိတ်နိုင်ဖို့လိုအပ်ပါတယ်ခင်ဗျဒီအောက်ပိတ်ရင်တော့ကျွန်တော်တို့ဘယ်လောက်ထိဆက်သွားနိုင်ကြရှိလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ဒီဝင်းကျင်ပေါ့နော်ကျွန်တော်တို့အာဒီဝင်းကျင်ကျွန်တော်တို့၄တောင်60ဝင်းကျင်လောက်ထိဈေးဆက်ကြနိုင်ကြရှိပါတယ်ဖြစ်နိုင်တော့ဗျဒီအောက်မှာကျွန်တော်တို့ အချိန်တနာရီအတိုင်းတာပေးစင်းတဲ့တော့မဝင်ပေးနဲ့ဖြစ်နိုင်မယ်ဆိုအချိန်၄နာရီအတိုင်းတာပေးစင်းတဲ့ဆိုပို့ပြီးတော့ကောင်းသေးတယ်ကျွန်တော် market ခေါ်ရဆို H4 ကန်တယ်ပေါ့နော်ဘာလို့ဆိုတနာရီနဲ့၄နာရီမှာ၄နာရီရပို့ပြီးတော့တိကျနိုင်ကြည့်ရှိတယ်ပို့ပြီးတော့တက်ရောက်မှုလည်းများတာဖြစ်တဲ့ခါမှာဒီ၄တောင်းတရာစီတန်းအောင်မှာကျွန်တော်တို့ဟိုအနည်းဆုံးနဲ့ကြည့်ကျင်တယ်ဆိုတော့အချိန်တနာရီအတိုင်းတာပေးစင်းတော့ဗျာကျွန်တော်တို့အာပိုတိကြတကြတဲ့အချိန်နဲ့ကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်အခုတော့အခုတောင်ဖောက်ကြနေပါ60 98တိရောက်နေကျွန်တော်တို့အဲ့ဘက်ကအဲ့လိုဖောက်ပြီးသွားရင်တော့ကျွန်တော်တို့က ဟွာလို့လို့ရရဲ့ဗျကျွန်တော်လိုက်ရောင်းဗျလိုက်ရောင်းလို့ရရဲ့၄60 ठी ကြာနိုင်တယ်ဒီ၄60ဆိုရယ်ဈေးတန်းအောက်မှာဒါကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာပိတ်စင်းနဲ့ဖောက်ကြပြီးပိတ်သွားရင်တော့ကဘာရွှေဈေးကိုကျွန်တော်တို့အ ਨੇ ဆုံး၄00ဈေးတန်း ठी ဈေးအကျမျောလိုက်ပါတော့ဗျအဲ့ဘက်ကလက်ရှိကဘာချွေစီအနေထားကတော့ကျွန်တော်တို့ကရောင်းလို့အများကြီးရလို့ပြောလို့ရပါဆိုဈေးတက်ခဲ့တာပြစဉ်းစားကြည့်ပြကျွန်တော်တို့မနေ့ကနေမနေ့ကဈေးကွက်ဆပ်ဖွင့်တော့ကျွန်တော်တို့ကအာ ၄00အထက်ဈေးတန်းမှာဈေးဖွင့်လာနေကျွန်တော်တို့ကအခုက၄200နားတီအောင်ရောက်သွားပြီ၄80တီအောင်ရောက်သွားတာကပြတ်တာကမှအလုံးမင်းစီးတက်ခဲ့တာပြတ်တာကမှကျွန်တော်တို့ over pop เนาะအဝဲတွေအလုံးအယွမ်းကျွန်သွားတဲ့အနေထားမှာကျွန်တော်တို့ကဈေးကအခုလိုမျိုးကျွန်တော်အဝဲတွေအမြတ်ပိုင်းလို့ဖြစ်စေတာမဟုတ်ရင်ကျွန်တော်အမြင်ဈေးမှာအကြောင်းနေဝင်လာလို့ဖြစ်စေဒီလိုမျိုးဈေးကကျွန်ကျသွားခြင်းဖြစ်ပါဒါမဲ့ဒီကြလာတဲ့အကြာဒီ4100နားမှာပဲတက်မလားဆက်ကြမလားကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်။အဲ့ဒါကျွန်တော်နောက်ဆိုအခုဆိုရင်ကျွန်တော်တို့က ခိုင်းစံတော်ကြီးနဲ့ဆိုကျွန်တော်ည၈နာရီရှိပေါ့နော်ပမာစံတော်ကြီးနဲ့ဆိုကျွန်တော်ခွန်ခွဲပေါ့နော်ခွန်ခွဲပြစ်တာပြစ်တဲ့ကာမှာကျွန်တော်နောက်တနာရီကြာမှာပမာစံတော်ကြီးည၈ခွဲထိုင်းစံတော်ကြီးည9နာရီမှာပြီးမဲ့အချိန်တနာရီအတိုင်းဒါပိစေးကကျွန်တော်တို့ဒီလေးတောင်တရာအောက်ပိတ်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြာဖြစ်ပါတယ်တခုရှိရပါဘူးလေးတောင်တရာအောက်မှာပိတ်တယ်ဆိုတော့ကျွန်တော်ကအာလေးတုံညာကိုကိုလောက်မှာပိတ်သွားတာမျိုးပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ကအားပါဖို့လိုရတယ်ဥပမာလေးတောင်တရာအောက်ပိတ်တယ်ဆိုတာဗျာ 4095လို့4094လို့4093တို့မှာပိတ်သွားမျိုးအဲ့လိုမျိုးမှတော့ကျွန်တော်အားပါရင်တတ်မှတ်လို့ရဖြစ်ပါတယ်။အာတချို့က4000တရာအောက်ပိတ်သွားဆို4099မှာပိတ်သွားလို့ဟာကြာပြီပဲဆိုသွားရောင်းနေ။ဒါပြီးတော့ပြန်တက်သွား။ဈေးရဈေးကွက်ရကျွန်တော်တို့ကတခါလေလှည့်စားမှုကိုကျွန်တော်တတိထားဖို့လိုအပ်ပါ။ဟာ4000တရာအောက်ပိတ်တဲ့4099မှာပိတ်လို့ဆိုပြီးသွားရောင်းနိုင်မျိုးလုံးလို့မရပါဘူး။အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ဒီကျွန်တော်တို့အခုနောက်တစ်နိုင်ကြမှာပြီးမယ်ပေါ့နော်။ကျွန်တော်အချိန်တိုင်းတက်နာပေးစီက နေဆုံးပြကျွန်တော်4095လောက်မှာပိတ်ပြီဆိုကျွန်တော်လိုက်ရောင်းလို့ရတယ်။လိုက်လောင်းလိုက်ရောင်းလို့ရပြီ။အာရောင်းတဲ့အခါမှာတခုရှိအောင်နော်အဲ့လိုရောင်းပြီဆိုရင်ကျွန်တော်တို့ကအာဒီရောက်တဲ့ဈေးထဲမှာရောင်းပါလား။ဒါမှမဟုတ်ဒီအပေါ်ပြန်ကန်တက်ပဲကျွန်တော်ကတော့အဲ့လိုအဖောက်ပြေးသွားပြီဆိုကျွန်တော်ပြန်ကန်အတက်ပေါ့နော်။4030ဈေးထဲမှာကျွန်တော်ပြန်ရောင်းစေခြင်းတယ်။ဘာလို့ဆိုတော့ကျွန်တော်ကဈေးကအဲ့လိုဖောက်ပြေးသွားဆိုရင်ချက်ချင်းထိုးကြသွားမျိုးရှိတယ်။ချက်ချင်းထိုးကြသွားမျိုးဆိုရင်တော့ရောက်တဲ့ဈေးမှာရောင်းတာအမြင့်ရောက်ပါမို့။ဘာဖြစ်လဲဈေးကဒီနောက်မှာဟို ဝေးလဲဝေးလဲလုံနေအီလဲလဲလုံနေဆိုတော့ဇေယျဟိုမှာပြန်နည်းနည်းလေးပြန်တက်ပြီးမှဆက်ကြသွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့က4130ဇေယျလောက်မှာရောင်းတာပို့ပြီးအဆင်ပြေတယ်အချုံပိုင်းဇေယျလမ်းကျွန်တော်တို့ဗျာ4120အထက်လောက်ပြီးအမြတ်ပိုင်းဇေယျလမ်းကတော့ကျွန်တော်တို့ဟုတ်ပြီကြာနိုင်ချေရှိတာတော့4060ဒီပေါ့နော်ဒါပေမဲ့ကိုကပို့တိကြတဲ့အမြတ်ယူချင်တယ်ဆိုတော့4085လို့4080လို့မှာအမြတ်ပိုင်းပါဒီ4060အောက်မှာအချင်းတိုင်းအတိုက်တာဖေးစီနဲ့ဖောက်ပိမှာဖက်ရောင်း ဒီကအဲ့လိုပေါက်ပေါက်ပေးသွားရဆိုဒီကရောင်းပြီဆိုရင်ကျွန်တော်ကအာ၄000 30ဘိုင်တိတာဂက်ထားလို့ရပါတယ်ခင်ဗျာဒါဒီညအယောင်းဝယ်ပေါ့နော်ဟုတ်ပြီဒါအယောင်းနေအတွက်အဝယ်အတွက်ဆိုရင်တော့ကျွန်တော်ဘယ်အချိန်မှပြန်ဝယ်ဖို့စဉ်းစားမလဲလို့မေးမယ်ဆိုရင်ကျွန်တော်ဒီဈေးတန်းပေါ့နော်၄145စီတန်းအထက်မှာကဘာရွှေစီဒီညမှာအချိန်တနာရဲ့တိုင်းတာပေးစီကျွန်တော်တို့ market call ရ H1 book canvas body နဲ့ ၄၁၄၅ထက်မှာဖောက်ပိတ်ပြီးပြန်ပိတ်သွားရင်တော့ကျွန်တော်လိုက်ဝယ်မယ်ဗျဘယ်ထိတက်နိုင်ချေရှိလဲဆိုတော့မတက်ဘူးဆိုရင်တော့ဗျအနည်းဆုံးကျွန်တော်တို့အာ၄၁၈၀လောက်ထိတက်နိုင်ချေရှိတယ်အဲ့ဒါမျိုးဆိုကျွန်တော်လိုက်ဝယ်မယ်အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်၄၁၃၅အောက်လောက်ပေးမယ်အမြတ်ပိုင်းဈေးတန်းကိုတော့၄၁၈၀လောက်ယူမယ်ခင်ဗျအပရကရောလက်ရှိကမ္ဘာရွှေစရာကျွန်တော်ကြမယ်လို့တော့ပြောနေရမဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့ဘယ်အခုလက်ရှိအနေထားရတော့ဒီအောက်ကိုစမ်းနေရဒီဈေးတန်းကိုစမ်းနေရပြတဲ့ခါမှာကြောက်ဖို့တော့ပို့ အခွင့်အလမ်းများနေရပါတော့တကယ်လို့ဒီ၄တောင်း၁၀၀ဈေးတန်းအောင်မှာဖောက်မပိတ်နိုင်ဘူးเนาะဒီ၄တောင်း၁၀၀ဈေးတန်းအောင်အခုတနာကြီးအတိုင်းတာအတုံးကြီးပါဗျာဒီလိုမျိုးအစိမ်းရောင်အတုံးအကြီးဒရုံပြန်ပြီးသွားတယ်ဆိုရင်ရော၄တောင်း၁၀၀အောင်ဖောက်မပိတ်နိုင်မယ်နဲ့ပြန်ပြီးသွားတယ်ဆိုရင်တော့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ပြန်ဝယ်လို့ရတယ်ဗျာအမြတ်ပိုင်းဈေးတန်း၄တောင်း၁၀၀လောက်တက်ခဲ့တာပါအရှုံးပိုင်းဈေးတန်း၄တောင်း၁၀၀အောင်ပေးပါခင်ဗျာအဲ့ဒါကကျွန်တော်တို့ကအခုကတက်မလားကြမလားဆိုတာတက်ကျွန်တော်ဖြစ်လာတဲ့ဈေးကွက်အချိန်တိုင်းပဲလိုက်ပြီးရောင်းဝယ်လို့ပါဒီချိန်ကကျွန်တော်တို့ အာအဝဲကြီးပဲလဲအာတန်လို့မရတော့အယောင်ကြီးပဲလဲအာတန်လို့မရဖြစ်လာတဲ့ဈေးကွက်နေသားကိုပဲကြည့်ပြီးတော့ကျွန်တော်တို့တုံးတက်ပြီးတော့ရောင်းဝယ်လောက်မှာဖြစ်ပါတယ်ဘယ်လိုလေးဖြစ်လာမလဲဆိုတာဒါတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်အယောင်ဝယ်လို့တင်တဲ့ဈေးန်းလေးပေါ့ဒီညမှာတခုကြတော့ညဘက်အမေရိကန်ဈေးကွက်ချင်းဖြစ်တာဖြစ်တဲ့ကမှာဈေးအတက်ကြကအရန်ခါလူးနိုင်ပါတယ် risk management တေချာလုပ်တာပါကိုယ့်အတွက် risk ယူနိုင်မဲ့အယောင်ဝယ်ပမာဏနဲ့ပဲအယောင်ဝယ်လုပ်ပါပြီးရင်ကျွန်တော်တို့အချင်း ဒီနေ့တည့်ရတာပိတ်စရာဘယ်မှာအောက်မှာပရင်စည်းအကြောက်တည်ကြမလဲဘယ်ပုံမှာပရင်စည်းအတက်ဆက်သွားမယ်ဥမာလေးလောက်နေရာကြီးဘာပြန်မြင်ရနိုင်မလဲဟုတ်ပြီအားပြတဲ့ခါကျွန်တော်ကဒီနေ့တည့်ရတာပိတ်စရာဘယ်အောက်မှာပရင်လဲဆိုရှင်းပါတယ်မနေ့ကတည့်ရတာတပတ်တာအဖွင့်စရာဘယ်စည်းမှာဖွင့်ခဲ့လဲဒီစည်း၄000စက္ကွန်လားစက္ကွန်စည်းလောက်မှာဖွင့်ခဲ့တာပေါ့ ဲ့၄တောင်ဆက်ခွန်ဈေးတန်းအောက်မှာဒီနေ့တရက်တာဈေးပြန်ပိတ်နိုင်မယ်ဆိုရင်ကပားရွှေစိမနက်ဖြန်မှာဈေးအကြအားဆက်ကောင်းပါလိမ့်မယ်ဈေးအဆက်ကြဖို့တေချာသွားပြီခင်ဗျဈေးအကြအားအရန်ကောင်းသွားမယ်ကျွန်တော်တို့တော်တော်များများမျှော်လင့်ကြရပါရေဒိုဈေးအကြအားကောင်းကောင်းကိုဒီနေ့တရက်တာပိတ်ဈေး၄တောင်ဆက်ခွန်အောက်မှာပိတ်သွားရင်မျှော်လင့်လို့ရမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေလဲပေါ့နော်ဒီနေ့တရက်တာအပိတ်ဈေးတာတကယ်လို့ပေါ့နော်ကျွန်တော်တို့ ဒီအပေါ်က4145အထက်မှာတာပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစည်းရမနေ့ပြန်มาလဲဈေးဆက်တက်အောင်မယ်ခင်ဗျ4200နာတိကန်တက်အောင်အကြမျောလို့မရသေးဘူးခင်ဗျဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်စကြာ4300တရား4000စက္ကွန်ဆိုတော့အဝေးပဲဒါပေမဲ့ကျွန်တော်နေ့လေတုန်းကဆိုရင်ကဘာရွှေစည်းရလीကျွန်တော်တို့အာဗမာစံတော်ရေးဆိုနေ့လေ12နာရီလာမယ်ထိုင်းစံတော်ရေးဆို12ခွဲအဲ့12 12နာရီကနေဘာစံတော်ရေးနေ့12နာရီကနေ12နာရီ45မိနစ်အတွင်းเนาะ45မိနစ်အတွင်းမှာကျွန်တော်တို့က 0.80 pitch 80ပေါ့နော်ကျွန်တော်4180လောက်ကနေ4100လောက်ထိထိုးကြခဲ့တာဖြစ်ပါတယ်25မိနစ်အတွင်း0.80ထိုးကြအဲကျွန်တော်တို့ကပြောမြောင်ညရောက်မှပြဝုန်းဝုန်းနေထိုးကြပြီးတော့4000နားမှာဈေးပိတ်သွားတာမျိုးလည်းဖြစ်နိုင်တာပဲပေါ့နော်အဲအပတ်တခါမှာကျွန်တော်တို့ကဆောင်ကြည့်ရမှာဖြစ်ပါဘာလို့ဖြစ်လာမလဲပေါ့နော်ဘာလို့ဆိုကျွန်တော်ဒီနေ့တရတာပိတ်စေးဟာလက်ရှိနေဒါ4000စက္ကွန်အောင်ပိတ်ဖို့မလွယ်ဘူးလို့ပြောလို့မရအောင်ညရောက်မှထိုးကြသွားတယ်ဖြစ်နိုင်ဒါအောင်အဲ့လိုပဲ4145ထက်မှာလည်းပိတ်ဖို့မဖြစ်နိုင်ဘူးလို့ပြောလို့မရအောင် ညရောက်မှထိုးတက်သွားပြီးပိတ်သွားနိုင်တာအဲကြောင့်ကျွန်တော်လက်ရှိဈေးကွက်အနေထားကကြိုးမမှန်းပါနဲ့ဖြစ်လာတဲ့ဈေးကွက်အနေထားအတိုင်းကိုပဲကျွန်တော်တို့လိုက်ပြီးတော့ရောင်းဝယ်လို့တော့ကျွန်တော်တို့အတွက်အနေရကင်းပါတယ်ခင်ဗျတကယ်လို့ဒီအပေါ်မှာရောင်းခဲ့တဲ့လူပေါ့နော်အော်ဟိုလေးတောင်းတရာ90လို့40လို့60 90လို့ရောင်းခဲ့တဲ့လူတွေရှိရယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ၄တောင်း100အောက်ကိုဖောက်ကြမကြဆက်ဆောင်ကြည့်ပြီးတော့ဖောက်ကြရင်စက်ကင်ထားပါဖောက်မကြဘူးဆိုရင်တော့အမြတ်ပိုင်းတင်ရရတင်ရထိုက်တဲ့အမြတ်ပိုင်းတင်တယ်ဆိုရင်ပိုင်းထားလိုက်ပါခင်ဗျ ဟုတ်ကဲ့ဒါလေးကကျွန်တော်တို့နီးပညာပိုင်းအတွက်ချက်ဖြစ်ပါတယ်ဒီညမှာတော့ကျွန်တော်တို့တည်င်းပေါ့နော်တည်င်းကကြတော့ကျွန်တော်တို့တည်င်းကကြတော့ကျွန်တော်ဒီညမှာအမေရိကန်ပုံပန်ဩခရာပိုဝဲစကားပြောဖို့ရှိပါတယ်ကျွန်တော်မစ္စတာပိုဝဲပေါ့ချစ်လာစွာတော့မစ္စတာပိုဝဲစကားပြောဖို့ရှိပါတယ်အဲကျွန်တော်တို့အဲ့အပတ်ကမှာကျွန်တော်တို့သူဘာတွေပြောမလဲဆိုတာကျွန်တော်တို့ဆက်ဆောင် ြည့်ရမှာပေါ့ဒီညမှာကျွန်တော်ထရန်ကတော့သူ့ရမိတ်ဆွေထရန်ကတော့ကျွန်တော်အင်ရက်တွေမှာကျွန်တော်ကောင်းကောင်းကြီးကဘာချွေစည်းကွက်ဖို့ကျွန်တော်တို့အဲကြာနေရပေါ့ပြီးခဲ့တဲ့ပတ်ကြော်ရီညထိုးကြသွားတယ်ဒါတောက်ကြနေရစာပြီးတော့ထရန်လက်ချက်ကြောင့်ပြန်တက်လာခဲ့တယ်ပေါ့နော်လက်ရှိမှာဆိုရင်ထရန်ကကျွန်တော်တို့အီဂျစ်ကိုင်ရိုမှာရောက်နေပေါ့နော်သူဗာအစီဆိုဝေးပွဲတစ်ခုပေါ့အဲဆိုဝေးပွဲနာမည်ကတော့ကျွန်တော်လည်းနည်းနည်းလေးအမှတ်ရခက်လို့ကျွန်တော်မမှတ်မိတော့သူအဲ့မတန်ကြီးအစ်စရေးဝင်ခဲ့တဲ့အစ်စရေးနဲ့ ပါလက်စတိုင်းကြတဲ့ညဉ့်ညဉ့်တဘုံညဉ့်ကြရအောင်လုပ်မယ်ပါ냐ဆိုပြီးတော့အမလေးရင်ပေါ်မှာပြောသွားပါတော့ဒါပေမဲ့အဲ့ညဉ့်ညဉ့်တဘုံညဉ့်ကြကအခုချိန်ဒီတော့လက်မမထိုးရသေးတဲ့အနေတိုင်းမတွေ့ရတဲ့အဲသူဘယ်ချိန်ကောက်ထိုးမယ်သူအဲ့ညဉ့်ညဉ့်တဘုံညဉ့်ကြဂျင်ညာချက်တို့ဘာလို့ဘယ်လိုလုပ်မလဲဆိုတော့မသိဘူးပြီးတော့သူကဘာမှရှက်တောင်းပါတော့ကျွန်တော်တို့ကဘာမှရှက်တောင်းကိစ္စတွေပါလေလက်ရှိမှာတချို့လူတွေတော့ပြည်လဲနေပြီးပြောကြပါတော့တချို့တော့တရင်နေမှာပြည်လဲနေပြီးတော့တချို့တော့တရင်နေအောင်ညှိအောင်ပဲပြောကြတယ်ဘယ်အာဒါမှလည်းခုနကပြောတော့ထရန့်ပဲချင်းကြီးညာမလဲကြည့်ရမယ်ကဘာမှရှက်တောင်းထရန့်ကဒီလာကုန်ဒီဆက်ဆွဲထားမလား ဒါမှမဟုတ်ကျွန်တော်တို့ဒီတပတ်နှစ်ပတ်တည်းမှာမရအောင်ရှင်းမလားဆိုတော့ဒါထွန့်ပေါ်ပဲမူတည်နေတယ်เนาะထွန့်ဘာကြီးဆက်လုံးမကြည့်ရမယ်အဲပြီးရင်ဒီညပိုးဝဲကလည်းဘာပြောမလဲပေါ့ပိုးဝဲကလည်းကျွန်တော်တို့ဘန်ဒူလုံးရှော့ဖို့ပြောဆိုဒီဒီနှစ်အတွင်းကြံတဲ့နေချိန်မှာဘန်ဒူလုံးရှော့ဖို့ဆိုတာဒါကျွန်တော်တို့ကဘာရွှေမှာအရောက်ဝယ်လုံနေတဲ့ကလေးရစာတည်တယ်ဘယ်သူမှမသိတာပေါ့နော်ဘန်ဒူလုံးအဲ့နှစ်ချိန်မှာထက်လျှော့မယ်ဆိုတာ အဲ့အရာကြီးထက်ပြောလေကျွန်တော်က effect ရှိမှာမဟုတ်ဒါဒါပေမဲ့ပိုးကတခြားသူခြားခြားဘာကြီးထက်ပြောသွားအောင်မလဲကြာစီးပွားရေးမူဝါဒလေး policy မူဝါဒကြီးဘာကြီးထက်ပြောသွားအောင်မလဲအဲ့ဒါစောင့်ကြည့်အောင်ဖြစ်ပါပြတဲ့တော့လက်ရှိမှာဒေါ်လာအင်တက်ကလည်းဒါဒါပေမဲ့ဒီကာလမှာဒေါ်လာအင်တက်နဲ့ကမ္ဘာရွှေနဲ့တော့သွားချိတ်လို့တော့မရတော့ဘူးเนาะ။ဘာလို့ဒေါ်လာအင်တက်တစ်ခါကြီးတက်နေလဲကမ္ဘာရွှေကထောင်တက်နေရဆိုတော့သွားချိတ်လို့တော့မရပြင်မဲ့လက်ရှိမှာကျွန်တော်တို့ကဒေါ်လာအင်တက်ကြီးအားကျွန်တော်နည်းနည်းလေးတက်နေအောင်တွေးအောင်။နည်းနည်းတက်နေတော့68ကနေက69အထက်ကိုပြန်အောင်လာပြီ။ဒေါ်လာအင်တက်ကတရာအထက်ပြန်ကျော်နိုင်မယ်ဆိုရင်တော့မစိုးဘူးပြကမ္ဘာရွှေကို ကျွန်တော်သတင်းပိုင်းရပြောမယ်နော်သတင်းပိုင်းရပြောမယ်ဆိုတော့ကဘာရှိကိုရေးတူအကြအကောင်းကောင်းမျောလို့ရပြီလို့ကျွန်တော်ထင်တယ်တရားအထက်မှာသားပေါ့နော်ဒေါ်လာအင်တက်တာတရားအထက်မှာသားဟာလလို့ကျွကျွပေါ့နော်တရက်တာဈေးပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကဘာရှိကိုကျွန်တော်သတင်းပိုင်းရဈေးအကြအကောင်းကောင်းပေါ့နော်ရေးတူပေါ့နော်ရေးတူဈေးအကြအကောင်းကောင်းမျောလို့ရပြီအဲ့ဘက်ကဒေါ်လာအင်တက်ကလည်းဘယ်လိုနေတာဆက်ပြမလဲဆိုတော့ကြည့်အောင်ဖြစ်ပါတယ်ကျွန်တော်ပိုးဝဲရဲ့ အဲမိန်ကောကတော့ဒီညဗမာစံတော်ချိန်နဲ့ဆိုကျွန်တော်တို့7နာရီမိနစ်50လောက်ခင်းတယ်ဟုတ်တယ်ထိုင်းစံတော်ချိန်နဲ့ဆိုကျွန်တော်တို့17နာရီ20လောက်မှာပိုဝဲမစ္စတာပိုဝဲစကားပြောဖို့ရှိပါတယ်သူဘာတွေပြောမလဲဆိုတာစောင့်ကြည့်ရဖြစ်ပါတယ်အဲအကြောင်းဒီညကဘာချွေစီကိုတော့ကျွန်တော်တို့တက်မလားကြမလားဆိုတာတဲ့ဖြစ်လာတဲ့ဈေးကွက်အနေထားကိုပဲလိုက်ပြီးတော့ရောင်းဝယ်လုပ်ပါညဘက်အမေရိကန်ဈေးကွက်ချိန်နေတာဈေးအလောက်ခတ်ကျန်းတက်တာမို့လို့ risk management တိကျလောက်တာပါကို ရရဲ risk ယူနိုင်တဲ့အယောင်းဝပမာဏနဲ့ပဲအယောင်းဝလုပ်ပါအကျိုးအမြတ်ကိုမကြည့်ပါနဲ့ကျွန်တော် risk ကိုအရင်တွက်ချက်ပြီးမှအယောင်းဝလုပ်ဖို့ကိုကျွန်တော်ထပ်ပြီးတော့တိုက်တွန်းခြင်းပါတယ်ဒါလေးကကျွန်တော်ဒီနေ့ညပေါ့နော်ကဘာချွေစေကွက်တောင်းတချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တောင်းတချက်ဗီဒီယိုတွေကိုအတူတူကြည့်နေတဲ့ဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော် TikTok account တွေကို subscribe see fat ဟာ follow လေးလုပ်ထားကြဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျဟုတ်ပြီအဲ့ဆိုကျွန်တော်ကျွန်တော်နဲ့မနေ့ပြန်တရက်တာတောင်းတချက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျ